ရွှေရောင်ဂျယ်လီငါးရီနဲ့ပြည့်နေတဲ့ထူးဆန်းတဲ့ရေကန်ကြီးဂျယ်လီငါးကန်လိုလူသိများတဲ့ဒီရေကန်ကြီးဟာပလောင်နိုင်ကအိမ်မက်ကျွန်းပေါ်မှာတည်ရှိတာဖြစ်ပါတယ်ဒီကန်ဟာလည်းပင်လယ်ရေငန်ကန်အမျိုးအစားဖြစ်ပြီးတော့ပတ်ဝန်းကျင်မှာရှိတဲ့ပင်လယ်နဲ့မရောက်လှိုင်ကောင်းတွေကနေတစင်ဆက်သွဲထားပါသေးတယ်ဒီလိုမျိုးဆက်သွဲမှုရှိပေမဲ့ကန်တွေကရေဟာလည်းပတ်ဝန်းကျင်ပင်လယ်ရေနဲ့အပြေအဝကူမှာမရောတော့ဘဲနဲ့တိကျစနစ်တစ်ခုလိုမျိုးဖြစ်နေတာပါရင်ငယ်နဲ့ရေကြော်ရောဆက်နေတဲ့ထူးခြားတဲ့ရေချင်းတွေနဲ့အပူချိန်တွေကြောင့်ဒီကန်ကြီးထဲမှာထူးခြားစမ်းကြဲတဲ့ဂီဟာစနစ်တစ်ခုဖြစ်လာခဲ့ပါပြီ ဒီကံရဲ့အဓိကထူကြတဲ့ချက်ကတော့ကန်ထဲမှာရှေးရောင်ဂျယ်လီငါတန်ပေါက်များစွာနေထိုင်ခြင်းပဲဖြစ်ပါတယ်။ကန်ထဲမှာရှိတဲ့လာရောင်ဂျယ်လီငါတွေနဲ့မတူဘဲနဲ့ဒီဂျယ်လီငါတွေဟာနေစဉ်နေရောင်ကြီးအတိုင်းကိုမှရွှေလျားလေးရှိတာပါ။မနက်ပိုင်းမှာနေထွက်ရဘက်ကိုရွှေလျားပြီးတော့နေဝင်တဲ့အချိန်မှာတော့အနောက်ဘက်ကိုရွှေလျားကြပါပြီ။ဒီလိုမျိုးရွှေလျားခြင်းရဲ့အကြောင်းရင်းကတော့သူတို့ရဲ့တ िश ူးတွေထဲမှာနေထိုင်တဲ့ရင်းညှိပင်လေးတွေကြောင့်ပါ။ဂျယ်လီငါတွေဟာစားစရာနည်းပါးတာကြောင့်ရင်းညှိပင်လေးတွေကိုမှီခိုးပြီးတော့ရှင်တန်နေရတာဖြစ်ပါပြီ။ဒီရင်းညှိပင်လေးတွေဟာနေရဲ့အလင်းရောင်ကြီးကိုအသုံးပြုပြီးတော့ဂျယ်လီငါအတွက်ကိုမှအာဟာရဓာတ်တွေထုတ်လုပ်ပေးပါပြီ။ ဒါကြောင့်မလို့ဂျီလီငါးတွေဟာလည်းရင်းညှိပင်လေးတွေလင်းရောက်ရစေဖို့အတွက်နေရောင်ခြေကိုလိုက်ပြီးတော့ရွှေလျားနေကြတာပေါ့ဂျီလီငါးကန့်ဟာလည်းကဘာဦးအစကတည်းကရှိခဲ့တာမဟုတ်ဘဲနဲ့လွန်ခဲ့တဲ့နှစ်ပေါင်း1200လောက်ကမှရေခဲပြင်ခင်တောင်းပိုက်မှာပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုကြောင့်ဖြစ်ပေါ်လာခဲ့တာပါတရှင်ကဒီကန်ကြီးဟာလည်းပင်လယ်ပြင်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ခဲ့ပေမဲ့ပင်လယ်ရေမျက်နှာပြင်ပြောင်းလဲမှုနဲ့အတူအခုချိန်မှာတော့ကုန်းမြေရဲ့ဝင်းရံခံထားရတဲ့ကန်ကြီးတစ်ခုဖြစ်လာခဲ့ပါပြီ ဲ့ဒီလိုမျိုးကနေနှစ်ပေါင်းထောင်ချီတဲ့အခါမှာတော့ကန်တဲ့ကဂျယ်လီငါးတွေဟာလည်းပြင်ပပင်လယ်နဲ့အဆက်အသွယ်ကျော်နေလာပြီးတော့တီချာဆင်ကယ်ပြောင်းလဲလာခဲ့ပါတယ်။ဒါကြောင့်မလို့သူတို့ရဲ့အစိတ်တောက်တွေဟာလည်းအားနေသွားပြီးတော့လူတွေကိုအန္တရာယ်မဖြစ်စေတော့ပါဘူး။ပုံမှန်ဆိုရင်တော့ပြင်ဂျယ်လီငါးရဲ့လက်တံတွေနဲ့ထိမိတာနဲ့အစိတ်တက်ပြီးတော့ရေကူးတဲ့လူတွေရင်ကုန်သမားတွေကဒုက္ခရောက်ကြရတာပါဒီရှင်ရောင်ဂျယ်လီငါးတွေကတော့လက်တံရှည်ကြီးတွေမရှိတော့တာကြောင့်အစိတ်တွေမရှိတော့ပါဘူး ဒါကြောင့်မလို့ရေကန်ကိုလာကြတဲ့ကဘာလဲခီးသွားတွေဟာလေဒီဂျယ်လီ9တွေကြားထဲမှာဘေးကင်းလုံခြုံစွာရေကူးနိုင်ပြီးတော့တတနဲ့တကူမကြုံစဘူးထူကြတဲ့အတွေ့အကြုံတွေကိုရရှိနိုင်ပါပြီ။ဒါပေမဲ့လို့ကန်ရဲ့အောက်ခြေ55ပေအောက်မှာတော့ဟိုက်ဒရိုဂျင်ဆာလဖိုက်လိုမျိုးအန္တရာယ်ရှိတဲ့ဓာတ်ငွေတွေပါဝင်တဲ့အလွှာတစ်ခုရှိပါပြီ။ဒါကြောင့်မလို့ရေကန်ကိုတမားပြည်နေနဲ့ဒီအလွှာအောက်ကိုရေငုတ်တာကိုတားမြစ်ထားပါပြီ။တချင်ကတော့ဂျယ်လီ9ကန်ထဲမှာဂျယ်လီ9တွေဟာတန်80ကျော်တဲ့အထိကိုမှရှိခဲ့ပူပါပြီ။ဒါပေမဲ့လို့ရာသီဥတုဖြစ်စဉ်တွေကြောင့်ရောင်းနေသွားခဲ့တာလည်းဖြစ်ပါပြီ။ 2016ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ပြင်းထန်တဲ့အန်နီညိုရာသီဥတုဖြစ်စဉ်နဲ့မိုးကောက်ရေရှောင်မှုကြောင့်ဂျယ်လင်ငါရေတွေကတီးတတာကိုမှကျဆင်းခဲ့ရပါပြီ။ဒီအခြေအနေတွေကြောင့်ပဲဂျယ်လင်ငါကန်ကိုတစ်နှစ်ကျော်ကြာအောင်လို့ကိုပိတ်ထားခံခဲ့ရပါသေးတယ်။ဒါပြင်ကမှ1998ခုနှစ်မှာလည်းအလားတူအန်နီညိုဖြစ်ရကြောင်ပဲဂျယ်လင်ငါရေတွက်ဟာလည်းတုံညာနီးပါးအထိကိုကျဆင်းသွားခဲ့ပူပမဲ2002ခုနှစ်မှာတော့ပြန်လည်ကောင်းမွန်လာခဲ့ပါပြီ။အခု2025မှာတော့ခီးသွားတွေအများကြီးလာကြတာကြောင့်ဂျယ်လင်ငါတွေကလည်းမျိုးတုံးကုန်ကြပြီလည်းဖြစ်ပါပြီ။အရင်လိုမျိုးတန်း60လောက်ကိုမရှိတော့ဘဲနဲ့တန်းလောက်ပဲရှိတော့တာပါ။ ဒါပေမဲ့လည်းဒီရွှေရောင်ဂျယ်လီ၅ကန်ဟာပလောင်ရဲ့အချင်းကရခီးသွွားဝင်ဆောင်မှုတစ်ခုဖြစ်ပြီးတော့ကမ္ဘာတဝန်းကခီးသွွားဧည့်သည်တွေကိုဆွဲဆောင်နိုင်တဲ့ထူးခြားစံပြတဲ့သဘာဝအလှတစ်ခုဖြစ်ကုန်မှာရှိနေတော့လည်းဖြစ်ပါပြီ။မေဆီရိုအနေနဲ့ကရောရွှေရောင်ဂျယ်လီ၅တွေနဲ့ပြည့်နှက်နေတဲ့ဒီထူးဆန်းတဲ့ရေကန်ကြီးအပေါ်မှာဘယ်လိုမျိုးထင်မြင်ချက်တွေရှိသလဲဆိုတာလည်းကွန်မန့်လေးမှာဖြစ်ပေးခဲ့ပါအောင်နော်။အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like နဲ့ subscribe လေးတွေလုပ်ပေးကြပါအောင်နော်။ဒါဆိုရင်နောက်ထပ် video တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။